အားလုံးပဲမင်္ဂလာပါဒီနေ့ကြာတာပြည်နေ့မနှက်ပြန်တောက်ကြနေမှာဆိုရင်ကျွန်တော်တို့ရဲ့သမတာကြီးဒေါ်နယ်ထရန့်ကငင်းချဲရဲ့နိုဘယ်ဆုကိုလက်ခံရရှိနိုင်မလားဆိုတဲ့နေကုန်ပေါ့နော်ခုဆိုရင်ဒါမဲ့မနှက်ပြန်တောက်ကြနေ့10ရက်နေ့မှာဆိုရင်နော်ဝေးနိုင်ငံကနေလည်းပြောကျင်းပတဲ့2025ခုနှစ်ရဲ့ငင်းချဲရဲ့နိုဘယ်ဆုရှင်ကိုဒါကျင်းညတော့မှာဖြစ်ပါတယ် အခုနှစ်မှာဆိုလို့ရှိရင်တဦးချင်းနေနဲ့224ဦးကိုတင်သွင်းထားပြီးတော့အဖွဲ့အစည်းနေနဲ့ဆိုရင်64ခုစုစုပေါင်း338ခုဒါကသူတို့စီရင်တင်သွင်းထားတယ်ပေါ့နော်အဲ့ဒီထဲကနေပြီးတော့မှကဘာကနေပြီးတော့အာယုံဆိုင်ခံထားရတဲ့လူကတော့ဒါကျွန်တော်တို့ရဲ့သမ္မတကြီးဒေါ်နယ်ထရန့်ဖြစ်ပါတယ်သူကိုယ်တိုင်ကလည်းပဲဒါသူဟာနိုဘယ်ဆုရတဲ့နယ်လို့ဒါသူ့ကိုယ်သူဒါပြောထားတယ်ပေါ့နော်ပြီးခဲ့တဲ့ပတ်ထဲမှာဆိုအရေးကြီးတဲ့တွေ့ဆုံပွဲတစ်ခုမှာဆိုလို့ရှိရင် ူကငင်းချမ်းရေးနိုဘယ်ဆုကိုရတဲ့နဲ့သူကလိုချင်လို့မဟုတ်ဘဲနဲ့ဒီအမေရိကန်နိုင်ငံကြီးအတွက်သူကငင်းချမ်းရေးနိုဘယ်ဆုကိုရရတဲ့နဲ့လို့သူကဆိုတယ်တကယ်လို့သူ့ကိုမပေးဘူးဆိုလို့ရှိရင်တော့ဒါကအမေရိကန်ကိုမလေးစားတာပဲလို့လေသူကသူ့ရဲ့မိကွန်းထဲမှာထည့်သွင်းပြောကြားခဲ့သေးတယ်အဲ့ဒီတော့ကဘာကလည်းပဲဒါစောင့်ကြည့်နေကြတယ်တချို့ညာလည်းပဲသူ့ကိုဒါပေးတဲ့နဲ့ဆိုပြီးပုတ်ပေးထားတာတွေလည်းရှိတယ်ပေါ့နော်အားလုံးလည်းသိတဲ့အတိုင်းထရန့်ကသူ့ရဲ့ပထမအုပ်ချုပ်ရေးကာလမှာဒါအိဗရာဟန်အယ်ကော့ လိုမျိုးငြိမ်းချမ်းရေးသဘောတူညီချက်တွေနဲ့အချို့အောင်မြင်မှုတွေတော်တော်များများလေးကိုသူကရရှိခဲ့တယ်။ပြီးတဲ့ခါကျမကြသေးခင်ကနေပြီးတော့မှလည်းပဲရရှိခဲ့တယ်။ဒါ Hamas နဲ့ Israel ဘွဲမှလည်းပဲသူအကောင်ဆုံးကိုကြိုးစားခဲ့တယ်လို့လည်းဆိုရဲပြီးတော့ဒီ Gaza ဒေသရဲ့ငြိမ်းချမ်းရေးမှလည်းပဲသူအများကြီးကိုဒါအတုံခွန်စာကြိုးစားခဲ့တယ်။ဒါကြောင့်မို့လို့သူကငြိမ်းချမ်းရေးရတဲ့နယ်လို့သူကသူဒါပြောထားတယ်။ခဏခဏလည်းသူပြောနေတယ်ပေါ့နော်။ဒါပေမဲ့သူရဲ့ Nobel ဆုအတွက် Donald Trump ဟာရတဲ့တယ်လားဆိုလို့ရှိရင်ဒီအမေရိကန်နိုင်ငံထဲမှာပဲသူ့ကို အားပေးထောက်ခံတဲ့သူတွေမာဂါရီ90ရာခိုင်နှုန်းနဲ့ကန့်ကွက်တဲ့သူ90ရာခိုင်နှုန်းရှိတယ်လို့လည်းပဲဒါဆိုတယ်ပေါ့ Robert Oss တွေရဲ့အရာဆိုလို့ရှိရင်စုရရှိဖို့ရာဆိုရင်သူက25ရာခိုင်နှုန်းပဲခွင့်လန်းရှိတယ်လို့လည်းဆိုတယ်ရုရှားစန္ဒာပြမှုတွေဖြစ်တဲ့ယူလီယာတို့နဲ့ဆူဒန်ရေးပေါ်ဂေဇေရေးတွေမှာလိုမျိုးအခြားစုရှင်တွေနဲ့သူကဒါရှင်းပြနေရတယ်လို့လည်းပဲ ်သတင်းစာမှာဖော်ပြထားတယ်။ဒါပေမဲ့ Donald Trump ကိုယ်တိုင်ကတော့သူတို့ကကျွန်တော်ကိုစုပေးမှာမဟုတ်ဘူးလို့ဒါပုံပွင့်လင်းလင်းပြောထားတာလည်းပဲရှိပါတယ်။နော်ဝေးနိုင်ငံအတွက်ဒါကစိန်ခေါ်မှုကြီးတစ်ရပ်ကိုတကယ်ဖြစ်လာခဲ့ပါတယ်။နော်ဝေးနိုင်ငံအနေနဲ့ပေါ့နော် Trump ကိုမပေးဘူးဆိုလို့ရှိရင်သူတို့ရဲ့ဆက်ဆံရေးရောထိခိုက်သွားနိုင်တယ်။ Donald Trump ကသူ့ကိုဒီငင်းချင်းနိုဘယ်ဆုမပေးတာအမေရိကန်ကိုမလေးစားတာပဲလို့လည်းသူကထုတ်ပေါ်ပြောထားပါသေးတယ်။နော်ဝေးနိုင်ငံအနေနဲ့သူ့ကိုစုမပေးဘူးဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ဆက်ဆံရေးပြတ်ပြားသွားနိုင်ပြီးတော့စစ်တောင်မှဖြစ်သွားနိုင်တယ်လို့ Guardian သတင်းစာကရေးသားဖော်ပြထားတယ်။ဒါကြောင့်မို့လို့လည်းပဲနော်ဝေးနိုင်ငံအနေနဲ့ဒီနှစ်အတွက်စုရွေးချယ်ရေးကအများကြီး PR တွေအများကြီးရှိနေတယ်လို့လည်းဆိုတယ်။ဒါပေမဲ့လို့လည်းငင်းချမ်းရေးနိုဘယ်ဆုရွေးနေတဲ့ကာလဟာနှစ်စဉ်ဒါနိုင်ငံရေးတွေနဲ့ငင်းပွားဝယ်အကြောင်းမျိုးမျိုးနဲ့အများအားလူတွေကစောင့်ကြည့်နေရတယ်စိတ်ဝင်စားစရာအာယုံဆူဆိုက်ခံရတဲ့အကြောင်းအရာတခုလည်းဖြစ်ပါတယ်ဒီနှစ်တော့မနှက်ပြန့် ဒါကျွန်တော်တို့ရဲ့ Donald Trump ကြီးငင်းချရေး Nobel ဆုကိုရနိုင်မလားရနိုင်ဘူးလားဆိုတာကိုလည်းပဲ comment မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်အားလုံးကိုကျေးဇူးထူးတင်ပါတယ်